လူသက်ဟာတူတယ်နောက်ဘဝဆိုတာဧကန်ရှိတယ်ဒါကြောင့်ဒါဖြင့်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်ကတ္တပံကုသလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလိုတယ်ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်နော်အစားအစားအစားတောင်မှပဲ ခန္ဓာကိုယ်အကျိုးပြုတဲ့အစားအစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစားအစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်ရှင်းရှင်းလေးတူတာအပြစ်ရဲ့ပြီးတော့အကျိုးထုတ်တဲ့အခါမှာ तू ကနှစ်ခုမှတ်တာ ုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာပြစ်အပြစ်ရှိတယ်တဘာဝကောမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တပံကုသလပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးမယ်အလုပ်တွေကိုမင်းတို့လုပ်တဲ့နေ အဲ့ဒီလှုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားဗာဟောတော့ဒါနလှုပ်တာဒါနလှုပ်တာဆိုတာဘုန်းကြီးကျောင်းလူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးเนาะတချို့ကဒါနလှုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှကြွေးတာမွေးတာဟိုရင်ပြုတာကိုစားတဲ့တည်းအခွဲပေးတာကိုညီတာအလုံးဟာဒါဒါနတွေအကြည့်ပဲကော်ဖီတစ်ခွက်တက်တာဆာ မြဝိစာရမန္တရဌာနပဲကိုပေးတာမိဘကိုကျွေးတယ်မိသားစုကျွေးတယ်မေတ္တာနဲ့အားလုံးမိသားစုကျွေးတယ်နောက်ရှင်မြို့ပိတ်တင်ငါတွေကျွေးတယ်အလှူဒါနပြုတယ်အားလုံးဒါတွေကဌာနတွေကျွေး